speaking legend channel လနဲ့တိတူအရန်ကောင်းတဲ့ application တစ်ခုကိုမျှဝေပေးခြင်းလို့ပါ episode လို့ခေါ်ပါရဲကျွန်တော် comment ထဲမှာ play store link ကိုထည့်ထားပေးရဲ iPhone သမားတွေကတော့ app store နဲ့ဝင်ဆွဲပေါ့နော်ပုံလေးတော့ထည့်ထားပေးပါမယ်ဒီ app ကိုကျွန်တော်ကြိုက်တဲ့အဓိက reason တစ်ခုရှိရပါဘာလဲဆိုတော့ english လေ့လာတဲ့ learner တိမှာအဓိကခြုံတွေ့ရတဲ့ပြဿနာကိုဖြေရှင်းပေးထားတာ number 1ကတော့စကားပြောခြင်းနဲ့ဒါပေမဲ့စကားပြောဖို့မရှိတဲ့ပြဿနာရဲ့ဟိုစကားပြောဖို့ရပြီဆိုရင် ဘာပြောလို့ပြောရမှန်းမသိတဲ့ပြဿနာရယ်ဆိုတော့ episode မှာကျတော့ဒီပြဿနာနှစ်ခုစလုံးတက် solution ရှိရယ်အစကားပြောဖို့အများအတန်းရှိရယ် like နိုင်ငံတကာက English လေ့လာနေတဲ့ learner တွေကိုအချင်းချင်းစကားပြောပြီးတော့ speaking လေ့ကျင့်လို့ရအောင်ဖန်တီးထားတဲ့ platform ဖြစ်တယ်လုံးဝ free ဖြစ်တယ်ဗျာ app မှာရည်ထားရှိရယ် it'll be free forever ဆိုလာတသက်လုံး free ဖြစ်နေမှာသဘောပေါ့နော်ဒီဥစ္စာတကယ်မှိုက်တယ်ပြီးရင်အကြောင်းအရာကလည်းပဲတိရတိုင်ပဲဗျာဟိုလူနှစ်ယောက်တွေ့ပြီးတော့စကားပြောတာဖြစ်တဲ့အတွက်အခါများစွာမှာ conversation ကသူ့အကြောင်းကိုယ်အကြောင်းပြောရပြောရင်းနဲ့မင်းရင်းနဲ့အချိန်ကုန်သွားမျိုးဖြစ်လေရှိရလीနော်ဥမာဘယ် ုင်ငံကလည်းဘာတွေလောက်လဲဘာဝါနာပါလဲတစ်ခါလာလဲဒီစကားနှစ်ခါလာလဲဒီစကားဆိုပြင်းစရာဒါပေမဲ့ episode မှာကျတော့ topic ပြီးထားတယ်အဲ့တော့သူတို့ပြီးထားတဲ့ topic တွေနဲ့အပျော်လေးကျင်လို့ရတယ်ဆိုတော့ပြောစရာအကြောင်းအရာတွေလည်းမကုန်ခံတော့ဘူးပေါ့လေ အစရမှာဒီ episode နဲ့ listen တဲ့အခါမှာဟိုပို့ပြီးတော့မှလည်းတို့တို့လွယ်ကူစေတဲ့အရာတစ်ခုကပါလဲဆိုတော့ speaking session တစ်ခုဟာဟို learner နဲ့ရောက်ပဲစကားပြောတာဟုတ်တယ် like group like လူအများကြီးနဲ့ပြောတာမျိုးမဟုတ်အဲ့တော့ဟိုသူပြောပြီးငါပြောမဲ့အလဲဆောင်တာတော့ဘာလို့အဲ့လိုမျိုးမဖြစ်တော့ကိုကနှစ်ယောက်ချင်းပြောတာဖြစ်တဲ့အတွက် um စကားပြောချင်းမြင်များရှိတယ်ဒါပေမဲ့ဟိုကြာချိန်က9မိနစ်ပဲ limit လောက်ထားတယ်ဒါကလည်းပို့သဘောကျတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ဒီလိုလေဟို9မိနစ်လောက်ပြောကြည့်ဗျာအဲ့တော့တကယ်လို့ဒီလူနဲ့ကိုကစကားပြောတာသဘောကျတယ်ဆိုရင်အဲ့တစ်ဖက်လူလည်းကိုနဲ့စကားပြောတာသဘောကျတယ်ဆိုရင်အဲ့ဒီ9မိနစ်ကိုကို တောက်ရှာ extend လုပ်သွားလို့ရတယ်တကယ်လို့သဘောမကျဘူးဆိုရင်တော့လေနောက်လူနဲ့စကားပြောဖို့တခါလေ native တင်တယ်လေတွေ့ရတတ်သေးရဲ့သူတို့ကျတော့ဟို speaking လေ့ကျင့်ဖို့တော့မဟုတ်တော့ဘူးเนาะဒါပေမဲ့ခုလိုမျိုးလေ့ကျင့်နေတဲ့ learner တွေကိုလိုအပ်တဲ့အကြံပြုချက်ပေးလို့ရအောင်ဆိုရယ် UI ချက်နဲ့ဝင်နေတာဗျာဆိုတော့အရန်မိုက်တယ်တလားအမှန်တမ်းပြောမယ်ဆိုရင်သူတို့ပေးတဲ့ service နဲ့ရှင်ကြည့်မယ်ဆိုရင်ဒီ episode ကဖရီဖြစ်တယ်လို့ပြောရင်တော့မယုံကျင်စရာလို့ပြောလို့ရမယ်အရန်ကောင်းတဲ့ service ပေါ့နော်အဲ့တော့ဒီ episode ကဘယ်လို learner တွေအတွက်တင့်တော်မလဲဆိုတာလေးကိုလည်းအနေငယ်ပြောပြပေးပါရစေဒီလိုလေဒီ episode တင့်တော်မဲ့ learner ကနှမျိုးရှိရပထမတစ်မျိုးကျတော့ ကွာ English speaking ကိုအခုမှစပြီးလုပ်နေရဗျာနည်းနည်းပါပါပြောတတ်ဆိုတတ်တော့ရှိလာပြီဒါပေမဲ့စကားများများပြောတဲ့အခွင့်လေးအခွင့်ရေးလေးလိုချင်တည်ရဆိုရင်ဒီ episode နောက်ကွက်တီပဲအော်ဒုတိယတစ်ခုကျတော့စကားပြောမှနည်းရှက်တယ်ဆိုရလည်းနည်းတည်တော့ပေါ့နော်ဒီ app ကတော်တော်မိုက်တယ်ဘာလို့လဲဆိုတော့တခုချင်းစီရှင်းပြမယ်ပထမတစ်ခုကျဟိုဒီ app မှာပြောထားတာတော့ကိုယ့်ရဲ့ English က intermediate level ရှိရမယ်လို့တော့ပြောထားဒါပေမဲ့ကျွန်တော်စမ်းကြည့်တဲ့လောက်တော့တကယ်တမ်းပြောနေရလူတွေက intermediate level တော့မရှိတဲ့လူတွေလည်းအများကြီးတွေ့ရပါတယ်အဲ့တော့ကိုကနည်းနည်းပါပြောတတ်ပြီဆိုရင်ဗျာဝင်ချပလိုက်ပြဿနာမရှိဘူးဒါဆိုရင်အော်တခြားလူတွေနဲ့စကားများများပြောဖို့အခွင့်အရေးတွေကြုံမယ် စကားပြောရမယ့်အခွင့်အရေးတွေကြုံပြီဆိုမှတော့များများပြောဖြစ်တော့ တို့တက်တာပေါ့နော်ဒါပထမတစ်ပိုင်းအန်ဒုတိယတစ်ပိုင်းကျတော့ shut တက်တယ်ဆိုတော့လည်းဒီတိရတဲ့အတိုင်းပဲဟိုသူကကင်မရာဖွင့်ပြီးပြောပါမယ်ဒါတော့ကျွန်တော်ကြိုပြောပြရစီကင်မရာတော့ဖွင့်ထားရတာကင်မရာပိတ်လို့မရဘူးထင်တယ်အဲ့တော့ဟိုစကားပြောရမှာ shut တယ်ဆိုတော့လည်းဒီရှိတယ်မမကြောက်တယ်စသဖြင့်ပေါ့နော် ချိုလည်းဒီရှိတက်တယ်ဗျာဟိုတာမန်စာသင်ခန်းထဲမှာအမ်ဟို English လေးလာနေတဲ့တခန်းထဲကကျောင်းသူကျောင်းသားတွေစကားပြောစင်ပြောလို့ရတယ်ဒါပေမဲ့တကယ်တမ်းအပြင်မှာစကားပြောမယ်တကယ်တမ်းအပြင်ကလူနဲ့ English လိုပဲပြောရတော့မယ်ဆိုရင်ကိုကဘယ်လိုပြောရမှန်းမသိတာတော့ nervous ဖြစ်တာတော့အဲ့လိုမျိုးတော့လည်းဒီရှိကြမှာထင်တယ်ဒီလို Leonard တွတ်ဆန်ဒီ episode နာတကယ်မိုက်တယ် because တိရတဲ့အချိန်မှာပထမတစ်ခုတွေ့တဲ့လူတွေကလည်းတခြားလူမျိုးတွေချေချေပဲလူမျိုးခြားချေချေပဲဟိုတခြားနိုင်ငံလူတွေနဲ့နိုင်ငံပေါင်းစုံလူတွေနဲ့တွေ့ရတာအဲ့တော့သူတို့အခက်အခဲဖြစ်ရင်မြန်မာလိုတော့ပြောလို့မရဘူးသူတို့နဲ့ရာ so english လိုပဲပြောမှရမယ်ပြီးတော့ကင်မရာဖွင့်ပြီးတော့ပြောရတာပြီးတော့နိုင်ရောက်တဲ့ပြောရတာဒီလို video call လုပ်ပြီးပြောရတာဖြစ်တဲ့အတွက်ကွာအချိန်ကြာမှရှက်နေလို့မရတော့အဲ့တော့များများပြောရုံနဲ့နည်းနည်းအရှက်မရှိဖြစ်လာမယ်ပေါ့နော်တတော်ကောင်းတဲ့ app ပါ so တေချာပေါ့စမ်းကြည့်စီချင်ပါတယ် and link ကိုတော့ကျွန်တော် comment ထဲမှာထည့်ထားပေးတယ်ဟို iphone သမားတွေလည်း app store ကနေဝင်ပြီးတော့ download ဆွဲကြည့်ပါလေ ဘာက speaking ကို self study အနေနဲ့လေ့ကျင့်ချင်တဲ့ learner တွေအတွက် application ကောင်းဖို့လေတကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ learner တို့က speaking ကိုစနစ်တကျလေ့လာချင်တဲ့ class တက်ပြီးတော့မှတည်တည်ချာချာကိုယ့်ရဲ့ speaking ကိုအမြန်ဆုံးတိုးတက်သွားချင်တယ်ပြီးတော့စကားတွေပြောပြီးတိုင်းလည်းပဲမကြာခဏဆိုသလို feedback လေးတွေကိုယ့်ရဲ့တိုးတက်မှုပုံမှာ feedback တွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာ speaking course ရှိပါတယ်သူကဒီ6လပိုင်း9ရက်နေ့ဖြစ်မဲ့တဲ့နောက်လာမဲ့အစနေနေ့ပါအနေစာမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ဒီ video ရဲ့ comment ထဲမှာဖြစ်စေ or ကျွန်တော်ရဲ့ Facebook page ရဲ့ CB မှာဖြစ်စေ speaking course လို့ရေးထားပြီးလို့ရပါ ပါတယ်။ဒီဗီဒီယိုကြည့်လို့သဘောကျခဲ့တယ်ဒီလို content တွေဆက်ပြီးတော့တင်ပြစေချင်သေးရဆိုရင်ဗီဒီယိုရဲ့ comment ထဲမှာ share more ဆိုပြီးတော့ရေးထားပြီးတော့နော်ပြီးတော့ခုလိုမျိုးသော content ကောင်းလေးတွေကျွန်တော်တို့တောက်လျှောက်မျှဝေပေးနေပါတယ်။နောက်လည်းတောက်လျှောက်မျှဝေပေးပါအောင်မယ်။ဒါတွေကိုမလွတ်ချင်ဘူးဆိုရင်ကျေးဇူးပြုရဲ့ကျွန်တော်ရဲ့ page ကို follow or subscribe လေးလည်းလုပ်ခဲ့ပြီးတော့နော်။